开。不管怎样，你回来。你好，回来，来来。စကိုင်းတိုင်းဝက်လက်မြို့နယ်နတ်မုံဦးကျေးရွာကိုစစ်ကော်မရှင်တပ်ကဒီဇင်ဘာလ၂ရက်နေ့နနက်အစောပိုင်းမှာလီရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်မိသားစုဝင်၅ဦးအစုလိုက်အပြုံလိုက်တိုက်ဆုံခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ကျေးရွာအတွင်းကဈေးဆိုင်နေအိမ်ကိုဘုံထိမှန်ခဲ့တာဖြစ်ပြီးအသက်နှစ်နှစ်အရွယ်ကလေးငယ်တအူးအပါအဝင် မိသားစုဝင်၅ဦးစလုံးသေဆုံးခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ဒီနေ့မနက်ကျွန်တော်၂ရက်နေ့ဒီဇင်ဘာ၂ရက်နေ့မနက်၁၂နာရီ၆မိနစ်မှာမနက်ပိုင်းပေါ့လေမနက်ခင်း၁၂နာရီ၆မိနစ်အဲ့ချိန်မှာကျေတော့တာပြဘုံကဟိုအရွာရဲ့ဘယ်နေရာမှာလဲဆိုတော့ရွာရဲ့တက်ရွာရဲ့ဖုံချောင်းရဲ့ဘေးမှာပေါ့လေဖုံချောင်းရဲ့ဘေးမှာဆိုတဲ့ငါစီရောင်းနေပေါ့အဲ့ဒီရောင်းနေအိမ်မှာတလုံးပြီးတော့ဖုံချောင်းဘေးမှာတလုံးနှလုံးကျေသွားရဲ့ဗျ ီဆုံးသူတွေကမိသားစုဟိုအဲ့ဘယ်ဈေးဆိုင်အိမ်ကပေါ့လေဈေးဆိုင်အိမ်ကသူကဒီအသက်25နှစ်အရွယ်24နှစ်အရွယ်အဲဂျာမာပေါ့လေသူတို့ကလင်မယားသူတို့မှာတမီးလေးတယောက်ရှိတယ်အဲ့ကလေးအဲ့မိသားစု3ယောက်ဆုံးသွားတယ်ဗျအဲ့မိသားစု3ယောက်ကလေးကတော့သူတို့တမီးလေးကတော့ဟိုနှစ်နှစ်အရွယ်ပေါ့နှစ်နှစ်ထက်ငယ်ဖို့ပဲရှိတယ်ပေါ့လေအဲ့အရွယ်အဲဟိုတမီးလေးတယောက်ပါသွားတယ် အဖေရောအမေရောပါသွားတယ်အဲအဲ့တော့လူငယ်မိသားစုတွေပေါ့လေအဲ့တော့ပါသွားတယ်သူလည်းဖေးရောက်လာကျွန်တော်ဟိုနှစ်ယောက်ကကျတော့ဗျဟိုဟာကျွန်တော်ဘလို့တော်ဆက်လေတော့မတည်ဘူးကိုယ်တီဆုံးသူတွေရဲ့ရုပ်အလောင်းတွေဟာပျက်စီးနေပြီဖြစ်တာကြောင့်ဒီဇင်ဘာလ၂ရက်နေ့ဒီနေ့မှာပဲမီးတကြိုလိုက်ပြီလို့ဆိုပါတယ်အနာသိန်းစစ်တပ်ရဲ့လေကြောင်းကသဆင့်ပုံကျဲတိုက်ခိုက်မှုဟာနေအိမ်၅လုံးကိုထိမှန်ခဲ့ပြီးအသက်၁၀နှစ်အရွယ်ကလေးငယ်၂ဦးအပါအဝင်တိရခါ၅ဦးဟာလည်း စိုးရင်ရတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့်စီကူတာမှုခံယူနေရလို့သိရပါဗျ။အာကျွန်တော်တို့ဒီအဲ့လေးငါဘုံစီကျလို့ကျွန်တော်အိမ်ရင်ဆိုရင်ကျွန်တော်တို့အဲ့ကိုဆိုင်ကိုရအိမ်ဆိုရင်တခါလေပြန်ဖြစ်သွားပြီးတော့ကျွန်တော်တို့ ပဝင်းကျင်အိမ်လေးရင်တော့အထမံပြစီတယ်ဗျာစုစုပေါင်းပဝင်းကျင်အကုန်လုံးစုစုပေါင်းတော့အိမ်၅လုံးလောက်ပြစီတယ်ကျွန်တော်တို့ထိရတန်ရရလဲ၅ဦးလောက်ရှိတယ်ဗျာအထမံမှာကျွန်တော်တို့၁၀နှစ်ရွယ်ကလေး၂ဦးပါဗျာ၁ဦးကတော့မျိုးလုံးကိုဖောက်မှန်တယ်လို့သိရတယ်ဗျာ၁ဦးကကောင်းမှန်တယ်ဗျာကျွန်တော်တို့ဂျန်နက်တော့ကတော့လူကြီးပိုင်းလို့သိရတယ်ဗျာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရလို့ဆိုပါတယ်အင်ချီနီယာနီးပါးရှိရဲ့နတ်မုံဦးကြီးရွာဟာပြီးခဲ့တဲ့၂၀၂၄ခုနှစ်မေလက စစ်ကောမရှင်တပ်ကမီးရှို့ဖျက်ဆီးခဲ့တာကြောင့်လူနေအိမ်30ကျော်ပျက်စီးခဲ့တဲ့ကြေးရွာတွေရွာဖြစ်တယ်လို့သိရပါဗျ။